ဆရာမင်းသူဝန်ကြီးကလေးပုံပြင်များထဲမှာကိုကောင်းနိုင်တော့ဘလူးဂျင်းဆိုတဲ့ပုံပြင်ကိုဖတ်ပြပါမယ်။ညနေတဲ့ညနေတိုင်းចောင်းသူចောင်းသားကလေးတို့သည်เจ้าမအပြန်တွင်ဘလူးဂျင်းဤဥယျာဉ်သို့သွား၍ကစားလေးရှိကြသည်။ဥယျာဉ်တွင်၌နူးညံ့စိမ်များသောမြက်များပေါက်နေ၍အလွန်လှပခြင်းဝန်းလေသည်။မြက်ခင်းထဲတွင်ဟိုတစ်ခွက်ဒီတစ်ခွက်နှင့်လှပသောပန်းကလေးများသည် ကျဲဝင့်ကလေးများပမာပွင့်နေကြသည်ပမန်းပင်22ပင်တို့လည်းနှွေဦးပေါက်တွင်ငုံညံ့သောပန်းရောင် ပလင်းရောင်များဖြင့်ပွင့်ချ၍သရဒရာသည်ပင်တည်ကြသည်ပင်များပေါ်တွင်နာယီငှက်ကလေးများသည်ตาရာကြည်နူးွယ်ရာတီဆူကြွေးကြော်ကြသောကြောင့်ကလေးများသည်ကစားရက်ကနားဆိုင်ထောင်တတ်ကြသည် ဥယျာဉ်ထဲမှာငါတို့သိပြောတာပဲဟုလေကလေးများပြောကြသည် တနေ့သောအခါဘလူးကြီးခရီးသွားရမှပြန်လာသည် သူသည်အခြားဘလူးကြီးတူထံသို့အလဲသွား၍ခုနှစ်နှစ်ကြာသောအခါသူမှပြောစရာစကားကုန်ပြီဖြစ်၍သူရဲတိုက်သို့ပြန်လာခဲ့ခြင်းဖြစ်သည်ဥယျာဉ်ထဲသို့ရောက်သောအခါကလေးများကစားနေသည်ကို သူမြင်သည် မင်းတို့ဘာလုပ်နေကြတယ်လဲဟုသူကအတန်ချင်းကြီးဖြစ်မိရာခလေးများထွက်ပြေးကြသည်ဒီဟာငါဝင်ဆိုတာလူတိုင်းသိရဲ့ငါကလွင်ရင်ဘသူမှ မလာရဘူးဟုဘလူးကြီးကပြောပြီးခူးရင်ကိုပတ်ခါဟုတ်တိုင်းကြီးခဲ့၍ကြော်ညာတစ်ခုကိုလည်းရေးထားလိုက်သည်ဖြတ်တန်းသွားလာသူတို့ကိုတရားဆွဲဆိုမိဘလူးကြီးသည်အလူကိုကောင်းနိုင်သည်ယခုခါသနာစရာကောင်းသောခလေးတို့မှာကစားရဲ့နေရာမရှိတော့ဘူး သူတို့ဒီလမ်းပေါ်မှာကစားကြည့်ကြသည်သူတို့လမ်းမှာအလွန်ဖုန်ထူ၍ကြောက်ခဲများစုသောကြောင့်သူတို့သည်မကြိုက်ကြ။သူတို့သည်ကြောင်းစင်းသောအခါအုတ်တိုင်းကိုပတ်ချာလဲလျှောက်၍ဥယျာဉ်ထဲ၌ကစားခဲရသည့်အကြောင်းကိုပြောလိရှိကြသည်။ဥယျာဉ်ထဲမှာငါတို့တိမ့်ပြောကြတာပဲဟုတယောက်ကိုတယောက်ပြောကြသည်။ထို့နောက်နှွေဦးပေါက်လေသည်တနေ့လုံးတွင်ပန်းများပွင့်ကြ၍ငှက်ကလေးများမြုံပြိုကြသည်။ ။တခုပေါင်းနိုင်တော်ဘလူးဂျီဤဥယျံသားလင်နှွေဦးမပေါက်ဖဲဟေမန်နဆောင်းရသည်ရှိနေလေသည်။ဥယျံထဲ၌ခလင်းများမရှိတော့သဖြင့်ငှက်များတီးမဆူကြတော့။ပန်းများလည်းမပွင့်ကြတော့။ခါတော့ပန်းကလေးတစ်ဖွင့်သည်။ညက်ထဲမှခေါင်းပြူ၍ထွက်လာသည်။သူတို့ကြောညာကြီးကိုမြင်ရသောအခါကလေးများအတွက်ဝမ်းနည်းလှတော်ကြောင်းမြေကြီးထဲသို့ပြန်ဝင်သွားပြီးလျှင် ိတ်ငယ်အိတ်ပြန်လေသည်ဖူးရင်တဲ့၌မွေးလျော်နေသူတို့မှာကနှင်းပွင့်နှင့်နှင်းခဲများသာဖြစ်ကြသည်ဤဥယင်ကိုຫນွေဥသည်မိသွားပြီထို့ကြောင့်ငါတို့သည်ဤရက်၌တစ်နှစ်ပတ်လုံးနေကြမည်ဟုသူတို့ကြွေးကြော်ကြသည်နှင်းပွင့်သည်မြက်များကိုသူ၏ထူထသောဆောင်ဖြူခြင်းဖြင့်လွှမ်းခြုံထားသည်တစ်ပင်များကိုမွေရောင် တောက်အောင်ရေးချထားသည် ထို့နောက်သူတို့သည်မြောက်လီကိုသူတို့နှင့်အတူလာနေရန်ဖိတ်ခေါ်၍မြောက်လီလည်းလာလီသည်မြောက်လီသည်ဒါမွေးကိုခြုံ၍ဥယင်ထဲတွင်တစ်နေ့လုံးဆူညံစွာမြည်ဟီးပြီးလျှင်မိဖို့ခေါင်းတိုင်ပြောင်များကိုတိုက်ခတ်ပစ်ချသည်ဤရက်သည်ပျော်ပွဲကောင်းသောအရက်ဖြစ်သည်မူသည်ကိုလည်းအလေခေါ်ရရင်ခေါင်းမြည်ဟုသူကပြောသည် ထို့ကြောင့်မိုးသည်အလေလာသည် နေ့တိုင်းနေ့တိုင်းမိုးသည်သည်၃နာရီ၃နာရီကြာမြရဲရိုက်သည်ခေါင်းမိုးပေါ်တွင်တစ်ဖြောင်းမြောင်းကြရာပုတ်ချုံများချိုးဖြတ်သည်ဘုနာသူသည်ဥယင်ကိုလှဲပတ်၍မမြန်ကြီးပြေးလေသည်သူသည်အဝတ်ဖြူကိုဝတ်သည် သူတက်ရှူထုတ်လိုက်တော့လေသည်ရေခဲနှင့်တူလေသည်တနည်းသောအခါဘလူးကြီးသည်ရဲတိုင်းပရင်ဝ၌ထိုင်းကချမ်းအေး၍ဖြူဖွေးသောသူ၏ဥယျာဉ်ကြီးကို ီနှစ်ຫນွေဥပောက်ခဲလာသည်ဘာကြောင့်ပါလဲမကြမီရာသည်ဥရုပြောင်းလဲကောင်းမှဤဟုညင်းညူလေသည်ထို့သောຫນွေဥကမပေါ့ຫນွေရာသည်လည်းမလားတရဒရာသည်တွင်ဥယင်တိုင်း၌ရွှေပမာတည်တင်းများမှဲ့ဝင်ကြသည်ထို့သောလေလူကြီးဥယျာဉ်၌ကတလုံးမြမတည်လူကြီးသည်တကူကောင်း၌လာသည်ဟုတရဒရာသည်ကဆိုလေသည် ထိုကြောင့်ဥယျံတွင်၌ဟေမန္တဆောင်ရာသည်အမြဲတည်ရှိ၍မြောက်လီမိုးသည်နင်းခဲနင်းပွင့်တို့သည်တစ်ပင်များကြား၌ပါခုံမြူးတူးကြသည်တနည်းနဲ့နဲ့တော့ဘလူးကြီးသည်အိယာရဲမှနိုးနေ၍တာယာသောဒုရိယာတန်တစ်ခုကိုကြားသည်ဒုရိယာတန်သည်တာယာညံ့ညောင်းလာသောကြောင့်ဘရင်ဒုရိယာသည်များဒီမုတ်ကြလျော့သလားဟုပင်ဘလူးကြီးထင်မိသည်သို့တော်သူအရာက လင်းနှင့်ငှက်ကလေးတီဆိုသောသချင်းသံများသာဖြစ်သည်ဒုရိယာတံကိုမကြားရသည်မှာကြာလာပြီဖြစ်၍လင်းနှင့်ငှက်ကလေး၏သချင်းသံကိုပင်ဘလူးကြီးသည်ကဘာပေါ်တွင်အတရာဆုံးသောဒုရိယာတံဟုထင်မိသည်ထိုခဏ၌မိုးသီးများသည်အကခုံကိုရက်ကြသည်မြောက်လီလေကျွေးကြော်မြည်ဟီးခြင်းကိုရက်လိုက်လေသည်ကွင်နေသောတကားမှလည်းအလွန်မွေးကျူသောရနံ့ကလေးတစ်ခုသည် ဘလူးကြီးစီတို့ရောက်လာသည်ဟိုကဘလူးကြီးကຫນွေဦးပေါက်လာပြီထင်သည်ဟုဆိုပါတေးရမှာခုံထား၍အပြင်သို့လှမ်းကြည့်သည်ဘာကိုသူမြင်ရပါသလဲအလွန်အံ့ဩဖွယ်ကောင်းသောအချင်းရာကိုသူမြင်ရသည်ဟုတ်တရားပေါက်ကလေးတစ်ခုမှကလေးများသည်ဥယျင်ထဲသို့တိုးဝင်လာကြ၍တစ်ကိုင်းများပေါ်တွင်သူတို့ထိုင်နေကြသည်ဘလူးကြီးမြင်နိုင်သောတစ်ပင်ဟူသည်များတွင်ကလေးတစ်ယောက်စီရှိလေသည် တစ်ပင်များသည့်လေကလေးများပြန်လာသည့်အတွက်ဝန်းသာလာသောကြောင့်ပင်လုံးကျွတ်ဖူးပွင့်ကြကရင်းကနေကြသည်ညများလေဟိုဒီလူလားပြန်တန်းကပျော်ရွှင်စွာအောင်မြင်နေကြ၍ဗန်းမွင့်များလေမျက်ချာမှပေါ်ထွက်လာကရင်းနေကြသည် တောင်ခွေကလေးတစ်ခုထဲမှတပါးဥယျာဉ်တစ်ခုလုံးတွင်အလွန်သာရလေသည်ထိုတောင်ကွေးကလေးတွေတွင် ဟေမန်နဆောင်းရသည်ရှိနေသေးသည် ခေါင်းငွေကလေးတွေ၌လူကလေးတယောက်ရက်နေသည်သူသည်ငေလုံး၍တစ်ကိုင်းပေါ်သို့မတက်နိုင် ထိုကြောင့်သူသည်ငိုယူကတစ်ပင်ကိုလှဲ့ပတ်နေလေသည်တစ်ပင်ကိုနှင်းကင်းနှင်းပွင့်များဖုံးထားဆဲဖြစ်၍ညောက်လေသည်ပေါ်မီကတိုက်ခဲတိုက်ခိုက်နေဆဲဖြစ်သည်တိပင်ကတပ်ပါတပ်ပါဟုပြော၍အခိုင်းများကိုညွတ်ပေးတော်လဲသူကလေးမှာတက်ဖို့ရင်ငယ်လို့နေသည်ဟိုချင်းရာကိုမြင်ရတော့ဘလူးကြီးဤစိတ်မှာ ညွန့်နူကြည်ခွဲလာသည်ဘာဘလောက်တကူကောင်းနေနိုင်ကလေးမျိုးဥပောက်ငါသည်အကြောင်းရင်းကိုယခုမှငါသိရသည်ဒီလူကလေးကိုအစ်ပင်ထိပ်ဖြားပေါ်မှာငါတင်ပေးမည်ထို့နောက်တတိုင်းကြီးကိုငါဖြိုးလိုက်ခုနောက်ငါဦးရင်ကိုခလီမြကစားဝင်တစ်သက်လုံးဖြစ်စီမြည်ဟုဘလူးကြီးသည်သူတို့ကိုကောင်းနိုင်ခင်မိသည့်အတွက်တကယ်ပင်ဝမ်းလေသည်ဘူးကြောင့်သူသည်ရဲတိုက်ကြီးပေါ်မှဆင်း၍အရှိတကားကိုညှင်သားစွာဖွင့်ပြီးလျှင် ဥယင်တဲ့သူထွက်သွားလေသည်သို့တော့ကလေးများသည်သူ့ကိုမြင်သောအခါအလွန်ကြောက်ကြသည်ထွက်ပြေးကြသည်ဥယင်တဲ့တွင်ဟေမန်နာသာဝတုပြန်ဖြစ်လေသည်ထောင်ခွေတဲ့ကလူကလေးသာလျင်ထွက်မပြေးပဲနေရစ်သည်အကြောင်းတော်ကသူ့မှာငိုနေ၍ဘလူးကြီးလာနေသည်ကိုမမြင်ရပေဘလူးကြီးသည်သူ့ကြောကသူ့ဖြင်းချင်းစွာတွား၍သူ့ကိုညှဉ်းထားစွာချီပြီးလျင်တစ်ပင်မော်ရင်တင်းလေသည်သူကနား၌တစ်ပင်သည် ဘန်းဟုဖြင့်ပွင့်လာ၍ညံ့များလဲတစ်ပင်မော်ရင်နာကသည်ဆိုကြသည်လူကလေးလဲလူကြီးဤလယ်ဘင်းကိုဖက်ကနန်းလေသည်အခြားကလေးများသည်ဘလူကြီးဤရှိကားကဲ့သို့မဆိုးဝါးတော့သည်ကိုမြင်ရသောအခါပြန်လာကြ၍သူတို့နှင့်အတူနှွေဦးလဲပါလာလေသည်အိုကလေးတို့ဤဥယင်ကယနေ့မှစ၍သင်တို့ဤဥယင်ဖြစ်ပြီဟုပြောကလူကြီးသည်ပောက်ချွန်ကြီးတစ်ခုကိုယူ၍ ကြိုင်းကြီးကိုဖြိုပစ်လိုက်တယ်ဒီလေချင်းရွာသူရွာသားများဈေးသွားသောအခါဘလူးကြီးသည်ကလေးများနှင့်အတူအလှဆုံးသောဥယျာဉ်ထဲတွင်ကစားနေသည်ကိုမြင်ရှားရသည်ကလေးများသည်ဥယျာဉ်ထဲ၌တနည်းလုံးကစားကြ၍ညချမ်းသို့ရောက်သောအခါဘလူးကြီးကိုနှုတ်ဆက်ပြီးလင်းအိမ်ကိုပြန်ကြသည်ထို့အခါကျွန်ုပ်တပင်ပေါ်ကိုတင်ပေးရသည့်လူကလေးတစ်ယောက်ကိုမမြင်ပါလားဟုဘလူးကြီးကမေးသည် ဘလူးကြီးသည်သူ့ကိုနမ်းသွားသောလူကလေးကိုအလွန်ချစ်လေသည်ထိုအခါခလေးများကကျွန်တော်တို့လည်းမသိပါသူထွက်သွားပါသည်ဟုပြန်ပြောကြသည်သူ့ကိုတွေ့ရင်မနှက်ဖြန်လာပြင်းအောင်လာပါလို့ပြောလိုက်ပါဟုဘလူးကြီးကမှားလေသည်သို့သောထိုလူကလေးပမာနေသည်ကိုလည်းမသိကြသူ့ကိုရှိကလည်းမမြင်ဘူးပါဟုခလေးများကပြန်ပြောသည်ထိုကြောင့်ဘလူးကြီးအလွန်စိတ်မကောင်းဖြစ်သွားသည်ညနေတိုင်းညနေတိုင်း လေးများသည်ကြောင်လွတ်သောအခါဘလူးကြီးနှင့်လာ၍ကစားကြသည်ထို့သောဘလူးကြီးချစ်သောလူကလေးကိုကမမြင်ကြရတော့ဘလူးကြီးသည်ကလေးများပေါ်၌လွန်ကျင်လာသည်ထို့သောသူ၏ပထမမိတ်ဆွေကလေးကိုတန်းတနေ၍သူ့ကြောင်ကိုမကြာခဏပြောလေသည်သူကငါတွေ့ကျင်ပါပြီတော့ဟုပြောလေရှိသည်ဤတို့ဖြင့်နှစ်ပေါင်းများစွာကုန်ကျွမ်းသွားရာဘလူးကြီးလည်းအုံမင်းမဆွမ်းဖြစ်လာသည်။ကလေးများနှင့်အတူလည်းမကစားနိုင်တော့ ထို့ကြောင့်သူဒီပလက်ကလက်ထိုင်းကြီးတစ်ခုတွင်ထိုင်းကကလေးမြိုက်ကစားသည့်ကိုချီ၍ဥယင်ကိုလည်းသဘောကျနေလေသည်အမပန်းရည်များစွာရှိသည်သို့တော်လေကလေးများသည်အလားဆုံးသောပန်းဝင်ကလေးများဖြစ်သည်ဟုဘလူးကြီးပြောတတ်သည်ခုသောဟေမန္တဆောင်းရသည့်နနက်ခင်းတွင်ဘလူးကြီးသည်အဝတ်စင်ရင်ဤခိုက်ပရင်မှကြည့်မိသည်သူသည်ပထမဆောင်းရသည့်ကိုမုံတော့ပြီ ဆောင်းရာသီကမြေဦးရာသီခဏ8ချိန်ပန်းပွင့်များခဏအနာယူချိန်များဖြစ်သည်ကိုသူတိဖူဇိုကြည့်နေခိုက်သူဒီမျက်စိကိုပုတ်ခါတိတ်တိတ်ချာချာကြည့်ပြန်သည် သူမြင်ရသောအရာကအံ့ဩဝဲတစ်ခုဖြစ်သည်ဦးရင်ဤထောက်ဝေးကလေးတွင်၌ဖွေးဖွေးဖြူပွင့်နေသောတစ်တရင်ကိုသူမြင်သည်တစ်ကိုင်းများသည်ရွှေရောင်တောက်နေ၍ငွေတစ်တီများသည် တွဲလဲကျနေပြီးတစ်ပင်အောင်၌ဘလူးကြီးချစ်တော်လူကလေးရက်နေသည် ဘလူးကြီးသည်ရေလိုက်ပေါ်မှပြေးဆင်းလာ၍ဥယျာဉ်ထဲသို့ဝမ်းသာအားရသွားလေသည်ဘလူးကြီးသည်မျက်ခင်းကိုကြော်ဖြတ်၍လူကလေးစီသို့ပြေးသွားသည်လူကလေးဤသို့ရောက်သောအခါဘလူးကြီးမျက်နှာသည်ဒေါသနှင့်နိမ့်မြန်းလာ၍ငါသားကိုဘသူလိုက်လိုက်သနည်းကိုမေးသည်အကြောင်းတော်ကလူကလေးဤလက်ဖွားများနှင့်ခြေထောက်တွင်လက်သေးရနှစ်ခုရှိနေသည်ဟုသူမြင်သည် ငါသားကိုဘသူစော်ကားလိုက်တယ်လေပြောပါငါသွားပြီးတန်ရက်ဖြစ်ခုတ်တတ်မြည်ဟုဘသူကြီးပြောသည်ငါဆိုင်မအောင်ဤရာများကမြစ်တာဤဒံရာများသာဖြစ်ပါသည်ဟုလူကလေးကပြန်ပြောသည်တင်မြည်သူ ဖြစ်သည်ဟုဘလူကြီးသည်ဘီဘီလီအံ့ဩလွန်သည်ဖြစ်လူလူကလေးရှေ့တွင်ဒူးထောက်လိုက်သည် ထိုအခါလူကလေးသည်ဘလူကြီးကိုပြုံးကြည့်ခါတင်သည်ကျွန်ုပ်အားဥယျာဉ်ထဲတွင်ကစားရန်တခါအခွင့်ပြုဖို့သည် ယနေ့ကအသင်ဒီနတ်ပြည်ဖြစ်သောအကျွန်ုပ်ဥယျာဉ်သို့လိုက်ခဲ့ရမည်ဟုဆိုလေသည်။ထိုနေ့ညနေခလီးများเจ้าမပြန်လာ၍ဥယျာဉ်ထဲသို့ပြေးဝင်သွားကြသောအခါဖြူဖေးသောပန်းများဖုံးအုပ်လျက်သေနေသောဘလူးကြီးကိုတွေ့ချရလျော်သည်။ပုံမြင်လေးရတော့တော့ပါပဲနော်။